ပြင်းထန်တဲ့သဲမုန်တိုင်းကြောင့်အီရန်မှာလူပေါင်းထောင်နဲ့ချီအသက်ရှူကျန်မှုတွေတွေ့ကြုံအီရန်နိုင်ငံမှာသဲမုန်တိုင်းအပြင်းထန်တိုက်ခိုက်ခဲ့တဲ့နောက်လူတွေထောင်နဲ့ချီပြီးအသက်ရှူရခဲ့တဲ့အခြေအနေမျိုးတွေကြုံတွေ့ခဲ့ရပါတယ်။ AB ဆီလီယန်နေကသဲမုန်တိုင်းဟာအီရန်နိုင်ငံအလယ်ပိုင်းနဲ့တောင်ပိုင်းဒေသတွေကိုတိုင်းကျုံတိုက်ခတ်သွားတာဖြစ်ပါတယ်။ မူတနာပြင်းတဲ့တခုတည်းမှာပဲသဲမုံနှမ်းကြောင့်အသက်ရှူကျတဲ့ဝေဒနာခံစားရကြောင်းဖုံးဆက်အကူအညီတောင်းခံမှု900ကျော်လက်ခံရရှိခဲ့ကြောင်းပြည်내အုပ်ချုပ်ရေးအရာရှိသူကပြောပါတယ်လူမှုကွန်ရက်ပေါ်မျှော်ဝေကြတဲ့ဗီဒီယိုတွေမှာတော့သဲမုံနှမ်းတဲ့သူပတ်ဝန်းကျင်တစ်ခုလုံးနှိမ်မောရောင်ပြောင်းနေတာကိုတွေ့ရပါတယ် တင်းပုံတိုင်းတိုက်ခိုက်မှုတွေဟာအီရန်မှာကြုံနေကြရာသီဥတုအခြေအနေဖြစ်ပေမဲ့သိပ္ပံပညာရှင်တွေကတော့ကမ္ဘာရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနဲ့အတူတင်းပုံတိုင်းတွေဖြစ်ပွားမှုအကျဉ်းရေတွေပိုများလာတယ်လို့ပမာဏတွေလည်းပိုကြီးမားလာတယ်လို့ပြောရတယ်။တင်းပုံတိုင်းတိုက်ခိုက်လာတဲ့နောက်လန်းသွားလန်းလာတွေနဲ့အရေးတွေဟာနှာခေါင်းစီးတွေမဖြစ်မနေတတ်ထားကြရပြီးအသက်ရှူကျက်နေသူတွေကိုအကူအညီပေးဖို့ရှေ့ဦးသူနာပြုတ်အဖွဲ့တွေပြန်များနေခဲ့တာကိုလည်းတွေ့ရပါတယ်။ နာဂျက်ပြည်နယ်မှာလူပေါင်း250လောက်အသက်ရှူချက်ပြီးဆေးရုံရောက်ခဲ့တယ်လို့ဒီဝါနီယာမှာတော့ကလေးတွေအပါအဝင်လူပေါင်း322ဦးလောက်ဆေးရုံတက်ခဲ့ရပါတယ်။ဒီကနေ့ဘာစရာဒေသမှာလည်းလူပေါင်း930ကျော်လောက်အသက်ရှူချက်တဲ့ပြဿနာတွေကြုံခဲ့ရပါတယ်။သဲပုံတိုင်းတိုက်ခတ်နေချိန်ဤရန်တောင်ပိုင်းဒေသတွေမှာရှေ့ကုန်၁၀ကီလိုမီတာထက်ပိုမမြင်ရတဲ့ခြေနေထိမြင်တွင်ပုံသွားသွားခဲ့ပါတယ်။ ။ AB 15ရက်မနေ့ပိုင်းမှာတော့အခြေအနေတွေတဖြည်းဖြည်းပြန်သိုးလာခဲ့ပါတယ်။ Iran ဟာကမ္ဘာပေါ်မှာယာတီဥရုဖောက်ပြန်ပြောင်းလဲမှုတင်အဆိုးဆုံးခံရနိုင်ခြေရှိကြောင်းကုလသမဂ္ဂသတ်မှတ်ထားတဲ့၅နိုင်ငံစင်နယ်ပါဝင်နေပါတယ်။2022တောင်းကလည်းအီရန်မှာပြင်းထန်တဲ့သဲမုန်တိုင်းတိုက်ခိုက်မှုတွေကြောင့်လူသူဦးတည်ဆုံးခဲ့ပြီး9000ကျော်ကုသမှုခံခဲ့ရပါတယ်။နိုင်ငံရဲ့တဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနကအနာဂတ်မှာလည်းအီရန်ဟာသဲမုန်တိုင်းတွေပုံမကျုံလာရဖို့အ သွေးသောပြင်ဆင်ထားတဲ့ကြောင်းပြောကြားထားပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်